မန္တလေးကဖြစ်တဲ့အတွက်ကြောင့်မပါပြောငလင်တန်းကဒီပြိုင်ပွဲကလာအတွင်းမှာဖြစ်သွားတဲ့အတွက်ကြောင့်မလို့အအိမ်နေလဲထိသွားတယ်ပေါ့နော်အဲ့အတွက်စိတ်သက်ကြတာတွေပါရညာတွေနည်းနည်းပါးပါးတော့ရှိရဲဒါပေမဲ့ပြိုင်ပွဲကိုအဆက်ပြိုင်ခဲ့တယ်အမပြိုင်ဘူးဆိုတာမဖြစ်ပြန်လည်းဆက်ပြိုင်ခဲ့တယ်အကိုအိမ်လဲမထိဘူးမဟုတ်ထိတာပဲအဲ့လိုပေါ့အခက်ခဲတွေတော့ရှိခဲ့ပါတယ်ရှင်ဟုတ်အဲ့လိုတော့ဆုံးဖြတ်ချက်မချခဲ့ဘူးရှင်မပြိုင်တော့ဘူးဆိုပြီးတော့ပြိုင်မယ်ပဲစဉ်းစားထားခဲ့တာဟုတ် အခုဆိုလည်းအိမ်မှာအိမ်ကတကယ်တမ်းဆိုလက်ဆက်လည်းမပြီးသေးဘူးလက်ဆက်တက်တာမပြီးသေးဘူးအဲအုတ်တရားအတ္တာတွေတို့ပြူတာတွေတို့နေပေါ်ပါရှိတော့အဲ့ဒါကိုပြန်ပြီးတော့ပြန်ပြုပြင်နေတယ်ဟုတ်ကဲ့ညီမကတော့ Miss Universe Mandalay 2025 Nandesin ဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ဒီကနေ့မီဒီယာမိတ်ဆက်ပွဲမှာစိတ်လှုပ်ရှားတယ်။အကုန်လုံးကဒါ first time မြင်ဘူးပြီးတော့လာကြည့်ကြတာဆိုတော့ ိတ်လုံးလဲရှားရယ်ပျော်လဲပျော်ပါရဲ့ရှင်ဟုတ်အအကုန်လုံးကဒီနေ့တော်တော်လာကြပါတယ်ဟုတ်ဒါပဲဒါကတော့ကိုယ့်အနေကိုအကောင်းဆုံးစူးစမ်းမယ်ပေါ့နော်အကိုတက်နိုင်တဲ့လောက်အကောင်းဆုံးစူးစမ်းပြီးတော့ရအောင်သွားမယ်အဲ့လိုပဲစိတ်ကူးထားပါရှင်ဟုတ်အကိုရဲ့စီနီယာတွေလဲဘာပြီးတော့ top တွေဝင်ခဲ့ကြရရှိရဲအဆောကိုကလည်းအဲဒီမန္တလေးမြို့ကိုဆောင်တဲ့အတွက်ကြောင့်မလို့ဒီကိုမန္တလေးကိုအကောင်းဆုံးကိုဆောင်နိုင်အောင်လို့ပါပြီးတော့ကြိုးစားသွားပါမယ်ရှင်ဟုတ်အဲ performance တွေပေါ့နော် โอเคသူဆိုမတ်ရှာဆိုကတ်ဝတ်တွေလည်းပါတယ်လာပါတယ်ဟုတ် performance တွေလည်းလာတယ်ဟုတ်အားနည်းချက်ကတော့အဲနည်းနည်းစကားနည်းတယ်လို့ပြောရမှာပေါ့ဒါပေမဲ့အခုတော့ဒီ35ရောင်လုံးညီမရဲ့အကုန်လုံးနဲ့ခင်နေစကားတဲ့ပါပြောပြောတယ်ပေါ့နော်စကားကူကလေပေါ်ရတဲ့ပါသွားတယ်ဟုတ်အာအာသာချက်ကတော့အလောင်းထီတော့မရှိဘူးကျွန်တော်ရှိတော့ရှိမှာပါဒီနေ့ခေါင်းအရန်လဲတော်တော်လဲလာတယ်နောက်ပြီးတော့ကိုကဒီ မန္တလေးသူလည်းဖြစ်တဲ့အတွက်မန္တလေးမျိုးကိုကိုစားပြုရတဲ့အတွက်လည်းပုဂ္ဂိုလ်ကိုလည်းဂုဏ်ယူမိတယ်ဝမ်းသာမိပါတယ်ရှင်ဟုတ်မန္တလေးကဖြစ်တဲ့အတွက်ကြောင့်မလို့ဘာပြောငလင်တန်းကဒီပြိုင်ပွဲကာလအတွင်းမှာဖြစ်သွားတဲ့အတွက်ကြောင့်မလို့အအိမ်နေလဲထိသွားတယ်ပေါ့နော်အဲ့အတွက်စိတ်သက်ကြရတာတွေပါရညာတွေတော့နည်းနည်းပါးပါးတော့ရှိရဲဒါပေမဲ့ပြိုင်ပွဲကိုအဲဆက်ပြိုင်ခဲ့တယ်အဲမပြိုင်ဘူးဆိုတာမဖြစ်ပြန်ဆက်ပြိုင်ခဲ့တယ်အဲကို့အိမ်လဲမထိဘူးမဟုတ်ထိတာပဲအဲအဲ့လိုပေါ့ အခက်အခဲတွေတော့ရှိခဲ့ပါတယ်ရှင်ဟုတ်အဲအဲ့လိုတော့ဆုံးဖြတ်ချက်မချခဲ့ဘူးရှင်မပြိုင်တော့ဘူးဆိုပြီးတော့အဲပြိုင်မယ်ပဲစဉ်းစားထားခဲ့တာဟုတ်အခုဆိုလည်းအိမ်မှာအိမ်ကတကယ်တမ်းဆိုလက်ဆက်လည်းမပြီးသေးဘူးလက်ဆက်တက်တာမပြီးသေးဘူးအဲအုတ်တရားအတ္တာတွေတို့ပြူတာတွေတို့နေပေါ်ပါရှိတော့အဲ့ဒါကိုပြန်ပြီးတော့ပြန်ပြုပြင်နေတယ်အဲအိမ်မှာဆိုလည်းအခုမမကြီးကတော့နန်းနန်းနဲ့တူလိုက်ခဲ့ပြီးတော့ဒီမှာ ပုံနေပေးနေရဲ့အိမ်မှာဒေရီကတော့အိမ်မှာစောင့်ပေးနေရဲ့ပေါ့နော်အခုအိမ်မှာလက်သမားတွေလည်းရှိရဲ့ပယံတွေလည်းဝင်နေတဲ့အတွက်ကြောင့်မလို့သူတော့မလိုက်နိုင်သေးလို့ပေါ့အရန်ကြီးစူစူဝါတော့မဟုတ်ဘူးပေါ့နော်ဟိုအုတ်ကအက်သွားတာတို့အကွဲချောင်းနေတို့အဲ့လိုတွေတော့ရှိခဲ့ဒါပေမဲ့ဘာပဲပြောမိုးရွာတော့ရေတွေဝင်တော့ကြောက်လေမိုးရွာရေပတ်တယ်ရေဝင်တော့ကြောက်အဲ့ဒါကိုပြန်ဖြိုပြီးတော့ပြန်ဆောက်ရအဲ့လိုမျိုးပေါ့ကဲအဲ့မျိုးဆိုတော့ညီမအဲအကုန်လုံးအရင်တော့ကလည်းညီမတို့တငယ်ချင်းတွေညီကိုမောင်နှမတွေ ဆိုပြီးတော့တွားပြီးတော့လူတန်းပေးခဲ့ပါတယ်အခုတကယ်လို့ပါလို့ရင်လည်းထပ်ပြီးတော့ကုညီပြီးလူတန်းသိပ္ပသားမှာပဲရှင်ဟုတ်စိတ်မပြိုင်ဘူးမပြောဘလုံးမဘာမှသူတို့မပြောခဲ့ဘူးဒါကတော့အဲကိုတမီဝါဒနာပါရဲ့လမ်းချောင်းအိမ်မက်ကိုလိုက်ပြီးတော့ sporting ပေးတယ်အဲ့လိုပဲဟုတ်အဲအိမ်မှာဆိုရင်တော့ daddy ပဲအခုကဦးဆောင်ပြီးတော့အိမ်ကိုလုပ်နေရရပေါ့နော်အဲ့ လက်သမားတွေအယံတွေဆေးတွေအကုန်လုံးကြပြိုင်နေဆင်းနေတဲ့အချိန်မှာသူတယောက်တည်းနဲ့မောင်လေးရောကြံခဲ့အဲနှစ်ယောက်ပဲအိမ်မှာပူးစီးပြီးတော့ကြည့်ရှုနေရတယ်ပေါ့ဟုတ်ဖြစ်ရဲ့အဲဂျားထဲမှာတော့ဟိုဒီ Miss Universe မန္တလေးကအဲဘယ်တော့မှပြန်ပြီးတော့လုတ်ဖြစ်တော့မှလဲအဲဘယ်တော့မှပြန်ပြီးတော့လုတ်ဖြစ်တော့မှလဲပေါ့နော်အဲတွေးရဲ့တမန်တစ်ခါလေးကြလဲဟိုကိုယ်အိမ်ထဲကိုလည်းကြည့်ပြီးတော့ဟာလို့တယ်ဒီငလင်ကြီးမဖြစ်နိုင်လဲကောင်းနေဆိုပြီးတော့စိတ်ကတော့ဖြစ်မိရဲ့ပေါ့ ဒါကြောင့်မလို့အကုန်လုံးကြန့်ကြာသွားတယ်အကုန်လုံးစိတ်တက်တွေကြားထဲမှာကျသွားကြတယ်ပေါ့ body ဘိုင်းကတော့ခုခုကိုအရင်ကြီးအားရတယ်လို့လည်းမဟုတ်အားမရဘူးလို့လည်းမဟုတ်နေတော်လို့ပဲထင်တယ်ဟုတ်နည်းနည်းလိုအပ်တဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ train သွားမှရှိတယ်ဒီအောက်ဘိုင်းနဲ့ပတ်သက်ပြီးတော့ခုခုကိုလည်း train သွားမယ်လို့တော့ထင်ထားပါရှင့်ဟုတ်ဒီအတွက်ကတော့အားတော့ site ထားရဲ့ဒါပေမဲ့ပြောတော့အောင်တော်တော်လေးလေးခုခုကိုလည်းမျှော်မှန်းထားပါတယ်ဟုတ် အဲဘာပဲပြောပြောကိုယ်အားပေးတဲ့သူတွေအတွက်လည်းစူးစမ်းသွားပါမယ်ရှင်ဟုတ်အနေနဲ့အားပေးနေကြတဲ့သူတွေအားလုံးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်အဘွန်ရံပေးကြတဲ့သူတွေရောအခုနောက်ကနေစပိုတင်ပေးနေကြတဲ့သူတွေရောအားလုံးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ဟုတ်ကျေးဇူးပါရှင်